င်္ဂလာပါရှင်။တန်လင်းထိုင်းရဲ့မေလ26ရက်နေ့ည7:00နာရီအထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။တန်လင်းထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တန်လင်းထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျွန်မယွန်ကြည်ပြပါရှင်။ဒီကနေ့ညပိုင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ကြောက်ကြီးမှာမင်္ဂလာဆောင်ဘုံကျဲခံရလို့ဒေသခံ12ဦးသေဆုံးပြီး38ဦးထိခိုက်ဒဏ်ရာရခဲ့တဲ့တဲ့။ တနင်္သာရီမှာစစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရတာကြောင့်ခုနှစ်ဦးထပ်မင်းသေးဆုံးခဲ့တဲ့တဲ့တင်နဲ့စည်ရေးစွမ်းဆောင်တိုင်းရဲ့တခုတည်းသောမွန်တက်တော်လိုအပ်နေတဲ့တဲ့တင်မော်လမြိုင်မှာစစ်ကောင်စီကအခမဲ့ပညာရေးစနစ်လို့ပြောနေပေမဲ့ငွေကြေးပေးဆောင်နေရတဲ့တဲ့တင်တွေကိုပါရှူစားကြရမှာပါနိုင်ငံတကာတဲ့တင်တွေမှာတော့ရုရှားကယူကရိန်းကိုကြီးကြီးမားမားတိုက်ခိုက်ခဲ့ပြီးနောက်ပူတင်ယူသွားပြီလို့ထရန့်ပြောလိုက်တဲ့တဲ့တင်သမရအာနာကိုဖွဲ့စည်းပုံနဲ့အညီပြောင်းလဲရေးတောင်ကိုရီးယားစီစဉ်နေတဲ့သတင်းတွေနဲ့အတူ အာနာသိန်းကလာတပ်ဖြတ်ဖန်စီခံရတဲ့ပြည်သူရဲ့အချက်အလက်တွေနဲ့မိုးလေဝသသတင်းတွေကိုပါရှုစားကြရမှာပါပဲခူးတိုင်းကြောက်ကြီးမျိုးနဲ့ကျွန်းကြီးကျေးရွာကမင်္ဂလာဆောင်ကိုစစ်ကောင်စီတပ်ကလေးချောင်းကနေဘုံကျဲတိုက်ခတ်ခဲ့တဲ့အတွက်ဒေသခံပြည်သူ12ဦးသေဆုံးခဲ့ပြီး40နီးပါးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဘိုကဒီကနေ့မှပဲထုတ်ပြန်လာပါတယ်။ မနေ့မေလ25ရက်နေ့မနက်9:00နာရီအချိန်ခန့်မှာစစ်ကောင်စီတပ်က Jet Fighter တိုက်လေရင်တစီဟာမင်္ဂလာဝဲကျင်းပတဲ့နေရာကိုဘုံနှလုံးလာရောက်ကျဲချသွားခဲ့တာပါဘုံကျဲမှုကြောင့်အသက်9နှစ်အရွယ်ကလေးငယ်2ဦးနဲ့သူတို့သမီးအပါအဝင်12ဦးသေဆုံးခဲ့ရပြီးကလေးငယ်တွေအပါအဝင်38ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကနေ71လုံးပျက်စီးသွားခဲ့တယ်လို့ KNU ဘိုးရဲ့ထုတ်ပြန်ချက်တွေမှာဖော်ပြထားပါတယ် ဘုံကျဲခံရတဲ့ကျွန်ကြီးကျေးရွာဟာကရင်မျိုးသားစီယုံ KNU တပ်မဟာ3ညောင်လေးပင်ခရိုင်ထိန်းချုပ်နယ်မြေကကျေးရွာဖြစ်ပါတယ်အဲ့ဒီဘုံကျဲမှုနဲ့ပတ်သက်ပြီးစစ်ကောင်စီဘက်ကတော့ဒဇုံတရာသတင်းထုတ်ပြန်တာမရှိသေးပါဘူး။တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဟာတရက်အတွင်းမှာပဲ၄ချိန်ထံမှနဲ့ဂျားဖြတ်တိုက်ခိုက်ခံရတာကြောင့်စစ်ကောင်စီတပ်သား9ဦးထံမှနဲ့တေဆုံးခဲ့တယ်လို့ဗိက္ခရာမှန်းနဲ့တရင်ထံကနေသိရပါဗျ။ အင်အား60ဝန်းကျင်နဲ့တနင်္သာရီမြို့နယ်လဲတောင်ရကျေးရွာကနေတမုတ်ချုံကျေးရွာဗချမ်းကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကိုပြီးခဲ့တဲ့မေလ23ရက်နေ့မနက်၄နာရီခွဲအချိန်ခန့်မှာပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။အဲဒီနောက်နောက်ထပ်စစ်ကူတက်လာတဲ့စစ်ကောင်စီတပ်သား30ဝန်းကျင်ကိုလည်းအဲဒီနေ့မနက်ပိုင်းနေ့လယ်ပိုင်းနဲ့ညပိုင်းတွေမှာထပ်မံကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ ကြားဖြတ်တိုက်ခိုက်မှုကြောင့်အချိန်မိနစ်အနည်းငယ်စီထိတွေ့တိုက်ပွဲမကြာခဏဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်သား9ဦးထံမှနေတည်ဆုံခဲ့ကအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဗိခင်အမှတ်နဲ့တရင်ပြန်ကြားရေးတာဝန်ခံကတန်လွင်ထမ်းမှုပြောပါရယ်လက်ရှိမှာတော့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဟာတမုတ်ချုံကြီးရွာမှာရောက်ရှိနေပြီးကြီးရွာအတွင်တက်ဆွဲနေထိုင်နေတယ်လို့တော်လိုင်းအင်အားစုရဲ့ပြပြကြဲရသိရပါရယ် စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းထိုးဝင်ရောက်လာမှုနဲ့နှစ်ဖက်ထိတွေ့တိုက်ပွဲတွေကြောင့်လဲတောင်ရကြီးရွာနဲ့သမုတ်ချုံကြီးရွာကဒေသခံတွေဟာဘေးလွယကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့မတ်လ၈ရက်နေ့ကလည်းတနင်္သာရီမြို့နယ်တိန်ခွန်ကြီးရွာကနေ၆နှစ်ပေါက်ကြီးရွာကိုလာတဲ့စစ်ကောင်စီကပြစ်ခတ်တိုက်ခိုက်ခံရတာကြောင့်၃ဦးသေဆုံးခဲ့တယ်လို့သိရပါဗျ။ ထပ်မံပြီးစစ်ကောင်စီအာဏာသိမ်းထားတဲ့1985ရက်တွင်ကြာဆုံးသူနဲ့ဖမ်းဆီးခံရသူရဲ့နောက်ဆုံးရရှိထားတဲ့စီးရင်ကိုတင်ဆက်ပေးပါမယ်ရှင်။အနာသိန်းစက်ကောင်စီကြောင့်နိုင်ငံတော်မှအနာသိန်းမှုဖြစ်ခဲ့တဲ့1953ရက်တွင်အကြမ်းဖက်တပ်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ6922ဦးအထိရှိလာပြီဖြစ်ပါတယ်။ဒါပြင်ဖမ်းဆီးထိန်းသိမ်းခံထားရသူ2918ဦးအထိရှိလာပြီဖြစ်ပြီးပြန်လည်လွတ်မြောက်လာသူ8090ဦးအထိရှိလာပြီဖြစ်ပါတယ်။ မော်ဘီနယ်မှာတော့အာဏာသိမ်းမှုကာလတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဖမ်းဆီးခံထားရသူ100ကျော်မှ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ဒီစီစဉ်ကိုတော့နိုင်ငံရေးကျင်းသားများကုညီဆောင်ရှောက်ရေးအသင်းထံမှအရယူဖော်ပြတာဖြစ်ပါတယ်။ မွန်လနဲ့ကိုင်တက်တွေအနေနဲ့တခုတည်းသောမွန်တက်တော်မှာပေါင်းစည်းရေးအပြင်စည်ရေးစွမ်းဆောင်နိုင်ကြမှာလိုအပ်တယ်လို့လေးလာသူတွေကပြောပါတယ်။ဒီအကြောင်းကိုတော့အီမီယောင်ကတင်ဆက်ပေးထားပါတယ်။ဆေးအာနာရှင်စနစ်ကိုတော်လှန်နေကြတဲ့မွန်လနဲ့ကိုင်တက်တွေအနေနဲ့တခုတည်းသောမွန်တက်တော်မှာပေါင်းစည်းရေးအပြင်စည်ရေးစွမ်းဆောင်နိုင်ဖို့လိုအပ်တယ်လို့လေးလာသူတွေကထောက်ပြချက်ပါတယ်။မွန်ပြည်သူတွေလိုလားတဲ့ဒန်းသူရေးနဲ့ကိုပိုင်ပြတန်းခွင့်အပြည့်အဝရှိတဲ့မွန်ပြည်တိဆောက်ရေးမှာတစုစည်းတဲ့လှုပ်ဆောင်နိုင်ဖို့ရွေးချယ်တဲ့ ရမညမွန်တက်တော် IME ကိုမေလ24ရက်နေ့မှာဖွဲ့စည်းလိုက်ပါတယ်။ရမညမွန်တက်တော်မှာမိခင်ပါတီကနေခွဲထွက်ခဲ့တဲ့မွန်ပြည်သက်ပါတီ AD ရဲ့မွန်မျိုးသားလွတ်မြောက်ရေးတက်မတော် MNLA AD နဲ့မွန်ပြည်လွတ်မြောက်ရေးတက်တော် MNLA တို့ပါဝင်ကြပါတယ်။ဒါမွန်လနဲ့ငိုင်တက်တွေအားလုံးပါဝင်တဲ့တခုတည်းသောမွန်တက်တော်ပေါ်ထွန်းရေးအတွက်လမ်းစဖြစ်သလိုမွန်တော်လိုင်းရေးအရေးဖြစ်တာမို့စီးရအကောင့်ထဲပေါ်နိုင်ဖို့အရေးကြီးတယ်လို့လေ့လာသူတွေကသုံးသပ်ကြပါတယ်။ရမညဖတ်ရဲအင်အားစုသည့် NRFF တာဝန်ခံမင်းတလင်ကစီရေးပေါ်ဆောင်မှုအတွက်အစွမ်းပြနိုင်တဲ့တခုတည်းသောဝန်တက်ကိုပြည်သူတွေလိုချင်နေဆိုတာမမေ့ဖို့လိုတယ်လို့တန်လင်တိုင်းကပြောပါတယ်။တိုက်ပြီးမကောင်းရင်ဘာမှမထူးသလိုပေါင်းစီရေးမှာချိန်ကုန်ပြီးမတိုက်နိုင်ပြန်လည်းပြည်သူတွေရဲ့ယုံကြည်မှုရှိရှိတည်တတ်မှာမဟုတ်ဘူးဆိုတာကိုကျွန်တော်တို့သတိထားဖို့လိုအပ်ပါတယ်။ဒါကြောင့်စီရေးနိုင်ငံဥဆောင်တွေနဲ့ကိုစမ်းညံစမ်းတွေပြပြီးဒီတက်ကိုဘယ်သူကဥဆောင်မလဲဆိုတာပေါ်မလား။ ဒါမှမဟုတ်ဘသူကဥဆောင်မလဲဆိုတဲ့သဘောတူညီချက်ရယူပြီးမှတိုက်မလဲဆိုတာတိုက်မလားဆိုတာကတော့စေရနိုင်ငံရေးဥဆောင်တို့ကပဲဆုံးဖြတ်ရမှာဖြစ်ပါတယ်။ပြည်သူတွေလိုချင်တာကတော့တခုတည်းဖြစ်တဲ့မွန်တက်ဖြစ်တယ်လို့တစ်ဖက်မှာစေရပေါ်ဆောင်မှုအတွက်အစွမ်းပြနိုင်တဲ့မွန်တက်ဖြစ်ဖို့လိုတယ်ဆိုတာကိုလည်းမမေ့ဖို့ပြောရပါတယ်။ຫນွေဦးတော်လန်ကြီးကနေပြည်내အတွင်းရှိအင်အားစုတွေနဲ့စုဖွဲ့ထားတဲ့ မွန်ပြည်ဘက်တွက်ကောင်စီ MSSC ကတော့တခုတည်းသောမွန်တက်တော်ဖြစ်ပေါ်၏အယူဆကိုလုံးဝလက်ခံထားတယ်လို့မေလ25ရက်နေ့မှာသဘောထားထုတ်ပြန်ပါတယ်။ဒီအတွက် MSSC အနေနဲ့ရာမြတ်စစ်ကြောင်းနဲ့တကွာတခုတည်းသောမွန်တက်တော်ပေါ်ပေါက်ရေးအတွက်လိုအပ်တဲ့လုပ်ငန်းတွေကိုကိုစွမ်းညံစွမ်းရှိသလောက်အကောင့်ထွေပေါ်ခဲ့တယ်လို့ဆိုပါတယ်။ပူးပေါင်းတဲ့အခါ MSSC ဟာတော်လိုင်းအင်အားစုတွေနဲ့ပြည်내ကအင်အားစုတွေလိုလားတဲ့ညွညွရေးကိုအဓိကဦးစားပေးတဲ့အတူတကွာပူးပေါင်းလို့ဆောင်ခြင်းက အသင့်တော်ဆုံးလို့ယူဆတာပါ2025ခုနှစ်မတ်လ22ရက်နေ့မှာမွန်ပြည်သက်ပါတီ AD နဲ့ဆွေးနွေးမှုရအတူတကွပူပေါင်းချင်းထက်မွန်ပြည်သက် AD တပွဲတဲ့အောက်သို့သွားရောက်ပူပေါင်းချင်းကိုသာတင်ပြခဲ့တာလို့ဆိုပါတယ်ဒါကြောင့်နိုင်ငံကြီးရမွန်ပြည်ဘက်တွဲကောင်စီ MSC မှာတပ်ပေါင်းစုပုံစံပြည်내ယူနစ်ပုံစံဖြစ်နေတဲ့အတွက်ပူပေါင်းဆောင်ရွက်ရေးမအောင်မြင်ခဲ့ဘူးလို့ထုတ်ပြန်ကြမှာဖော်ပြပါတယ် MSC ရဲ့ကောင်စီဝင်ဒေါက်တာ တီရီမွန်ချန်ကခါတိတဲ့မွန်ဒေါ်လာရေးတွေ့ကြုံရတပါတီစနစ်နဲ့နိုင်ငံရေးစီရေးဦးဆောင်ကြောင်းဆုံးဖြတ်ချက်မှာယွန်းသွားရင်ထိန်းချုပ်နိုင်မှာမဟုတ်ဘူးလို့တန်လွေတိုင်းကိုပြောပါတယ်ဒီရမညတ်တက်တော်ကိုနိုင်ငံရေးစီရေးရဦးဆောင်သွားရမယ်နိုင်ငံရေးစီရေးဦးဆောင်အဖွဲ့ချုပ်ပါမွန်ပြည်သိပါတီ AD ရဲ့တပါတီနိုင်ငံရေးစီရေးဦးဆောင်ဦးမှုအောက်မှာယခုလိုမျိုးရှိနေရင် အကြွေနိုင်ငံရေးစီရေးအပြောင်းအလဲတစ်ခုခုဖြစ်ပြီးမွန်ပြည်သက်ပါတီ AD ရဲ့နိုင်ငံရေးဆုံးဖြတ်ချက်တစ်ခုခုဟိုမှားယွန်းသွားရင် check and balance လို့ခေါ်တဲ့နိုင်ငံရေးထိန်းချုပ်မှုဘလို့မှဟိုလုပ်နိုင်မှာမဟုတ်ဘူး။ဟိုဒါကလည်းမိမိတို့မွန်တော်လန်ရေးရဲ့ခါးတီးတဲ့အတွေ့အကြုံတစ်ခုကြောက်ပါ။ရမညမွန်တက်တော်ကိုနိုင်ငံရေးစီရေးရဦးဆောင်ဖို့နှစ်ပတ်ခေါင်းဆောင်လေးပါဝင်တဲ့အပွဲဝင်26ဦးနဲ့ဖွဲ့စည်းပြီးအဲ့ဒီထဲက9ဦးကိုရွေးချယ်ကာ ဝန်ပြည်သက်ပါတီ AD နိုင်ငံရေးစီရေးကော်မတီကိုဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။အဲဒီကော်မတီထဲမှာဝန်ပြည်သက်ပါတီ AD ဘက်ကဥက္ကရာနိုင်စီရဒူးဥက္ကရာနိုင်လေရီကောင်းနဲ့အတွေ့အမူနိုင်မညာလေတို့ကထိပ်ပိုင်းကောင်းဆောင်တွေဖြစ်တာဝန်ယူမှာဖြစ်ပါတယ်။အလားတူစီရေးဆိုင်ရာလုပ်ငန်းတွေကိုအကောင့်ထဲပေါ်ဖို့စစ်ကော်မတီကိုလည်းဖွဲ့စည်းခဲ့ပါတယ်။မွန်ပြည်ဖက်ဒရယ်ကောင်စီကတော့မြမောက်ခင်းချင်းရနိုင်ငံရေးစီရေးပွဲစည်းတစ်ခုတည်းရဲ့ဥဆောင်မှုအစားအားလုံးပါဝင်တဲ့ All Inclusive အရင်က Pasabla African မြူသားကွန်ကရက် ANC ညွန်ပေါင်းတပ်ဦးစုဖွဲ့မှုပုံစံနဲ့စုဖွဲ့တဲ့နယ်လို့ဆုမြင်တာပါ။ဒါပေမဲ့ဆီအာနာရှင်စနစ်နဲ့ဘေအာနာရှင်စနစ်ကိုမဆိုတိုက်ဖြတ်သွားဖို့ဖက်ဒရယ်ပြည်ထောင်စုအတွင်းဝန်ပြည်ပေါ်ပေါ်ရေးဆောင်ရွက်သွားဖို့စတဲ့ MSC ရဲ့နိုင်ငံရေးညီမချက်တွေဟာဝန်ပြည်သက်ပါတီ AD နဲ့များစွာတူညီနေတဲ့အတွက်ပူပေါင်းရေးနီးလန်းတွေကိုရှာဖွေသွားမယ်လို့ဆိုပါတယ်။ဝန်ပြည်ဖက်ဒရယ်ကောင်စီ MSC လက်အောက်ရှိတပ်တွေနဲ့ မဟာမိတ်တပ်တွေကလည်းရံမြတ်တပ်တော်နဲ့အတူလက်ရှိဆေးအနာရှင်စနစ်ကိုတိုက်ခိုက်ရမှာပူးပေါင်းဆောင်ရွက်မယ်လို့အသိပေးထားတာပါ။ဟိုရံမြတ်စစ်ကြောင်းမှ MSDM နဲ့ MSRF တို့ဟိုဆက်ပြီးတော့အပါဝင်နေမယ်။သို့တော်ညာလည်းလေးဖွဲ့နဲ့ဟိုဖွဲ့စည်းထားတဲ့ရံမြတ်ပူးတဲစစ်ကြောင်းအစမွန်လက်နဲ့ကန်တပ်ဖွဲ့၃ဖွဲ့ဖြစ်တဲ့ MRA အဲလို့ခေါ်တဲ့ mon oramnya ami uh, MSR app နဲ့ MSD app ပုံစံလိုမျိုးဟိုဖြစ်သွားနိုင်ဖြစ်သွားမှာပါရမညပူရဲစစ်ကြောင်းကိုမွန်လနဲ့ကင်တက်ဖွဲ့၄ဘွဲ့နဲ့ဒီနှစ်စမ်းပိုင်းတွင် ဖွဲ့စည်းထားပြီးအဲ့ဒီမှာမွန်မျိုးသားလူမျိုးရေးတက်မတော် MNLAAD နဲ့မွန်ပြည်လူမျိုးရေးတက်တော် MLA တို့လည်းပါဝင်နေတာပါလက်ရှိချိန်ထိတော့မွန်လနဲ့ကင်တော်လန်ရေးတက်တွေထဲမှာရမညမွန်တက်တော်နဲ့ရမညပူရဲစစ်ကြောင်းတို့ရှိနေပြီး ဖြူအားမြောက်စစ်စင်ရေးတွေမျိုးသိန်းစကန်းသိန်းတိုက်ပွဲတွေဆင်နွှဲနိုင်ခြင်းမရှိသေးပါဘူးဝန်ပြည်သက်ပါတီ AD ပြောခွင့်ရနိုင်ကောင်းစကားကရမညမွန်တက်တော်အနေနဲ့တက်နှစ်တက်ကိုတတတဲဖြစ်ဆက်သွားမှာဖြစ်တယ်လို့ရမညစစ်ကြောင်းမှလည်းစစ်ရေးလှုပ်ရှားနေတယ်လို့တန်တွင်တိုင်းကိုပြောပါတယ်ဒီလက်တွေ့အခြေအနေမှာလည်းကျွန်တော်တို့စစ်စစ်ပိုင်းဆိုင်ရာမှာဟိုလှုပ်ရှားနေလျက်ရှိတယ်ပေါ့နော်တိုက်ပွဲတွေလည်းပေါ်ဆောင်နေတာရှိတယ်ဒီကျွန်တော်တို့ရမညမွန်တက်တော် ဩကကြတော့ဒီတက်နှက်နှစ်ဖွဲ့ကိုတက်နှက်တက်ကိုတတတ်တဲ့ဖြစ်ဖို့အတွက်ဒီနာမည်ကိုရွေးချယ်တာပေါ့နော်ဒါကတက်နှစ်ခုကတက်တတတ်တဲ့ဖြစ်တဲ့နာမည်ပေါ့နော်ဒါကဟိုတက်တစ်ခုအနေနဲ့တွားมาဖြစ်တယ်ခုနကကြတော့ဟိုစစ်ကြောင်းအနေနဲ့တွားတာပေါ့နော်စစ်ကြောင်းကကြတော့သူ့ဆိုင်ရဆိုင်ရတက်အနေနဲ့တော့အနေနဲ့လည်းရှိတော့ဒါကဒီပူတွဲစစ်ကြောင်းပေါ့နော်ကျွန်တော်တို့ကအာဒီရမရစစ်ကြောင်းရမဟုတ်ပါဘူးပေါ့နော် တခြားတော့ ဟိုတာလရင်အင်အားစုနဲ့လည်းနေနဲ့လည်းကျွန်တော်တို့ဖူးတွဲပြီးတော့မှလှုပ်ရှားနေတာရှိတယ်အာဒါပေမဲ့လည်းကျွန်တော်တို့ဟိုမွန်တက်အားလုံးပါဝင်တဲ့လေးဖွဲ့ပါဝင်တဲ့ဟိုရံမြစစ်ကြောင်းလည်းရှိနေစေဖြစ်တယ်ပေါ့နော်မုံမြင့်တိမာဒီ AD ရံမြမွန်တက်တော် NNSB AD IME အနေနဲ့အပိနိခံဘဝဒူတိုင်းသားတော်လည်ရေးမဟာမိတ်ဖွဲ့စည်းတွေပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့အတူပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့အသိပေးထားတာပါ။ ဝန်ပြည်လွတ်မြောက်ရေးတက်တော် MLA ကိုစစ်ပညာတွေတင် जा ပေးခဲ့တဲ့တောင်းတက် DNL ကတော့ပေါင်းဆက်ဖွဲ့စည်းလိုက်တဲ့ရမညမွန်တက်တော်ကိုဘွားတူဒေါ်လာရေးမဟာမိတ်ဖြစ်သတ်မှတ်ပြီးရီမန်းကျက်အမြန်အောင်မြင်ဖို့ပူးပေါင်းသွားမယ်လို့ကြေညာထားပါတယ်စစ်ကောင်စီကအခမ်းအမဲပညာရေးစနေလို့ပြောနေပေမဲ့မွန်ပြည်နယ်မှာတော့ကျောင်းပြောင်းလက်မှတ်ယူတာကအစကျောင်းမျိုးမျိုးပြပြီးငွေကြေးတောင်းခံနေသလိုအ ਨੇ စုံကျန်တဲ့သိန်းကနေနှစ်သိန်းခွဲအထိပေးဆောင်နေရပါတယ် ဒီအကြောင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါဗျ။မွန်ပြည်နယ်မော်လမြိုင်မြို့မှာစစ်ကောင်စီကကျောင်းအနှံတဲ့နေရာမှာအခမဲ့ပညာရေးစနစ်လို့ပြောပေမဲ့လက်တွေ့မှာတော့ငွေကြေးပေးဆောင်နေရတယ်လို့ကျောင်းသားမိဘတွေကတန်လွင်တိုင်းကိုပြောပါဗျ။စစ်ကောင်စီဟာကျောင်းနေအရွယ်ကလေးအလုံးစင်ဆက်မပြတ်ပညာသင်ကြားနိုင်ဖို့အတွက်ဆိုကတနိုင်ငံလုံးကျောင်းအနှံရေးသတင်းပတ်ကိုမေ22ရက်နေ့ကနေဇွန်1ရက်နေ့အထိသတ်မှတ်ထားတာပါ။ကျောင်းအနှံတဲ့နေရာမှာကျောင်းလာကမိဘဆရာအတင်းကြီးအခစားကြီး စာရေးကိရိယာကြီးနဲ့စာကြည့်တိုက်ကြီးပါဝင်မြေရိခချင်းွေကိုမှလုံးဝမကောက်ခံဘူးလို့တရားဝင်ထုတ်ပြန်ထားပါတယ်။ចောင်းသားမိပါတူကတော့အခမဲ့ပညာရေးစနစ်လို့ပြောပေမဲ့တကယ်တမ်းလက်တွေ့မှာចောင်းပြောင်းလက်မှတ်ယူတာကအစားအចောင်းမျိုးမျိုးပြပြီးငွေကြေးတောင်းခံနေတယ်လို့အ ਨੇ စုံကျက်နှစ်သိန်းကနေနှစ်သိန်းခွဲထိပေးဆောင်နေရတယ်လို့ပြောပါတယ်။ကျောင်းအမေကအခမ်းအနလူတော့ပြောတာအခမ်းဆိုတာသူ့ဥစားတယ်မှာပြောတာဒီလိုင်းဝင်ပြောတယ်။ကျောင်းပြောင်းလက်မှတ်သိရင်လည်းကားမရဘူ ဒီကကြတော့ငါးသန်းအောင်လေဒီစမတာအောင်သူတရားဝင်ပေးရမယ်ထုတ်ပေးရမယ်အဲ့ဒါလေးပဲအဲ့ဒါဟိုပါလူကြီးကြီးလူပါကြီးလူသကားကြီးလူတော့တောင်းတာဒီမကြီးနဲ့တော့သူနဲ့တင်းလို့နဲ့တင်းလို့ဆိုင်မှတရားတယ်ကျွန်တော်ကူရရလည်းပြရရလားငွေကြေးတောင်းခံတဲ့နေရာမှာလာရောက်အနှံတဲ့အတန်းနဲ့ကြောင်းပြောင်းရှုတဲ့ပုံမှာမူတည်ပြီးတောင်းခံတာဖြစ်တယ်လို့ငွေကြေးမပေးဆောင်ပါကအကြောင်းမျိုးမျိုးပြပြီးအချိန်ဆွဲတာတွေလောက်ဆောင်လေးရှိတယ်လို့သူကဆက်ပြောပါတယ် စီရီယံကျောင်းဆရာတူကတော့စစ်ကောင်စီကအခမဲ့ပညာရေးစနစ်လို့ပြောပေမဲ့လက်တွေ့မှာလစာတွေမလုံလောက်တဲ့အတွက်ကြားဝတ်တာကိုကြောင်းပြပြီးဆရာဆရာမတွေကပတ်စံရှာတာတွေရှိနေတယ်လို့ပြောပါတယ်။စစ်ကောင်စီကတော့ကောင်းနေပြီလားတော့ကျောင်းမှာပြည်နယ်ပြည်ဆရာမတွေဒီလာကားတွေနဲ့မလုံကြောက်ဘူး။မလုံကြောက်လို့ဆိုတော့အစ်စီအစ်မရဆရာကတော့ပတ်စံကိုသူတို့ကကိုတော်ကြီးဆောင်တက်စီနေလို့ပြင်ရတာတောင်းပေးကြလေကြည့်ပြီးတော့ စီဝါရေးခက်ခဲအလုပ်ကိုင်ခွင့်အောင်ရှိတဲ့အခါကျတော့ဒီရာဒီရောင်းချဒီမင်းဒီနယ်ပြတ်တော့လည်းဘာလို့လဲဒီရာဒီလည်းမတတ်နိုင်တဲ့ခြေအနေဒီလိုပဲပြင်ပြီးတော့ပြင်ပြီးတော့ထားနေပုံအမျိုးရောက်နေတာဒါအပြင်စကောင်စီလက်အောက်ခံပညာရေးဝန်ထမ်းတွေကအခုလိုငွေကြေးတောင်းခံတဲ့အပေါ်အရေးယူမှုမရှိပါကငွေကြေးမတတ်နိုင်တဲ့သူတွေအနေနဲ့ပညာရေးမှာအလှမ်းဝေးသွားနိုင်တယ်လို့ကြောင်းထားမှုတွေလည်းကြာဆင်းလာနိုင်တယ်လို့သူကဆက်ပြောပါသေးတယ် စစ်ကောင်စီကအခမဲ့ပညာရေးစနစ်လို့ပြောပေမဲ့ဝေကြီးတောင်းခံမှုတွေရှိတာကြောင့်အခြေခံလူတန်းစားမိသားစုဝင်တွေအနေနဲ့ကြောင်းထားဖို့အခက်အခဲဖြစ်ရတဲ့အပြင်တိုင်ကြားပါကလည်းကိုယ်ကလေးပညာရေးမှာထိခိုက်နိုင်တဲ့အတွက်ရင်းငုံနှုတ်ပိတ်နေရတယ်လို့ကြောင်းသားမိပါတွေကပြောပါတယ်။တစ်ဖက်မှာစစ်ကောင်စီကတော့ကျောင်းနေရွယ်ကလေးတွေကြောင်းအပါက အခမဲ့ပညာရေးစနစ်ဖြင့်တင်ကြားရေးနဲ့တက်ဆိုင်တဲ့ပုံနှိပ်စာအုပ်၊လာစာအုပ်၊ခဲတံ၊ဘောပင်တွေကအစားအခမဲ့ထောက်ပံ့ကူညီပေးသွားမယ်လို့ဆိုထားပါတယ်။ မော်လမြိုင်မြို့မှာတော့အခြေခံပညာကျောင်းကိုပိုင်ထက်တန်းကျောင်းနဲ့ဖုံးတော်ကြီးတင်ပညာရေးကျောင်းပါဝင်ကျောင်းပေါင်း200ကျော်ရှိတယ်လို့မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရဲ့အချက်လက်တွေအရသိရပါတယ်။နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ရုရှားကယူကရိန်းကိုကြီးကြီးမားမားတိုက်ခိုက်ခဲ့ပြီးတဲ့နောက်ပူတင်ယူသွားပြီလို့ထရန့်ပြောလိုက်ပါတယ်။ ဒီအကြောင်းကိုတော့ဘဘဲကတင်ဆက်ပြထားပါဗျ။စစ်ခင်းနေကြတဲ့နှစ်နိုင်ငံကြားအကျဉ်းသားအများအပြားလဲလှယ်ထားပြီးချိန်မှာတော့ရုရှားကယူကရိန်းကိုဒရုန်းတွေနဲ့အကြီးမားဆုံးတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးနောက်သမ္မတဗလာဒီမာပူတင်ယူသွားပြီလို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကမေလ25ရက်မှာပြောကြားလိုက်ပါတယ်။ယူကရိန်းကိုရုရှားကမေလ25ရက်အထိဒရုန်းတွေနဲ့စံချိန်တင်တိုက်ခိုက်ခဲ့ပြီးလူ73ဦးထပ်မံနေတည်ဆုံးခဲ့ပါတယ်။ မိမိမှာရုရှားသမ္မတပူတင်နဲ့အငြင်းရန်ကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့ပေမဲ့သူတခုခု ဖြစ်သွားပြီးလုံးဝယူသွတ်သွားပြီလို့သမ္မတထရန့်ကသူ့ရဲ့ True Social လူမှုမီဒီယာမှာရေးပါတယ်။ပူတင်ဟာယူကရိန်းတနိုင်ငံလုံးကိုလိုချင်နေတာဖြစ်ပြီးအစိတ်အပိုင်းတစ်ခုလိုချင်တာမဟုတ်ဘူးဆိုတာကိုကျွန်တော်အမြဲပြောခဲ့တယ်လို့ထရန့်ကပြောပါတယ်။ဒါပေမဲ့အဲ့ဒီလိုလုပ်မယ်ဆိုရင်ရုရှားရဲ့ကြဆုံခန်းစီဥတီသွားလိမ့်မယ်လို့ထရန့်ကပြောပါတယ်။သူအမြဲလေးလေးစားစားဆက်ဆံခဲ့တဲ့ပူတင်အပေါ်သူ့ရဲ့အခုလိုမှတ်ချက်တွေကရှော့ရှားပပဖြစ်ပါတယ်။ ယူကရိန်းရဲ့ငြိမ်းချမ်းရေးဆွေးနွေးမှုရှေ့မတိုးနိုင်ဖြစ်နေတဲ့အခြေအနေမှာမော်စကိုရဲ့ရည်တည်ချက်နဲ့ပတ်သက်လို့ပိုပြီးစိတ်ပြက်လာရတယ်လို့အမေရိကန်သမ္မတကပြောတာပါ။ရုရှားရဲ့နောက်ဆုံးတိုက်ခိုက်မှုနဲ့ပတ်သက်လို့မပြောမရွှင်ဖြစ်ရပြီးဒဏ်ခတ်ပိတ်ဆို့မှုတွေပိုပြီးလုပ်ဖို့လုံးဝစဉ်းစားနေရလို့ထရန့်ကသတင်းတောက်တွေကိုပြောထားပါတယ်။ မြို့တော် Kiev အပါအဝင် Ukraine ကိုရုရှားကနှညစက်တိုက်လေးချောင်းတိုက်ခိုက်မှုတွေပြုလုပ်တာဟာအကြမ်းဖက်မှုဖြစ်တယ်လို့ Ukraine အရေးပေါ်ဌာနကပြောပါတယ်။ Ukraine ရဲ့နောက်ဆုံးတိုက်ခိုက်မှုကြောင့်တေဆုံးသူတွေထဲမှာအသက်၈နှစ်၊၁၂နှစ်နဲ့၁၉နှစ်အရွယ်ကလေးတွေပါဝင်ပါတယ်။ရုရှားကောင်းဆောင်ပိုင်းအပေါ်အားကောင်းကောင်းနဲ့အမှန်တကယ်ဖိအားမပေးဘဲဒီလိုရက်စက်မှုတွေကိုတားဆီးနိုင်မှာမဟုတ်ဘူးလို့ Ukraine သမ္မတဗလိုဒီမာဇလန်စကီကပြောပါတယ်။ American ကနှုတ်ဆက်နေပြီးကမ္ဘာတဝန်းတခြားနိုင်ငံတွေကလည်းနှုတ်ဆက်နေတာကမိမိတို့ကိုတိုက်ခိုက်မှုလုပ်ဖို့ ့ပူတင်ကိုဆေးစော်တယ်လို့ဖြစ်နေရဲလို့တမရဇလန်စကီကပြောပါတယ်။ဒါပေမဲ့ဒေါ်နယ်ထရန့်ကဇလန်စကီကိုအပြစ်တင်ပြီးသူ့ပါဇက်ကထွက်သမျှစကားတွေကပြဿနာဖြစ်စေတာကြောင့်ရပ်တန့်ဖို့လိုတယ်လို့ပြောထားပါတယ်။စစ်ပွဲကိုရပ်တန့်ရင်ရုရှားအပေါ်အပြင်းထန်ဆုံးဖိအားပေးဖို့ဥရောပထိပ်တန်တန်တမန်ဂျာကာကောလော့စ်ကပြောပါတယ်။ရုရှားရဲ့တိုက်ခိုက်မှုကိုဂျာမနီအပါအဝင်တခြားဥရောပနိုင်ငံတွေကလည်းပြစ်တင်ရှုတ်ချထားပါတယ်။ တမရအာနာကိုဖွဲ့စည်းပုံနဲ့အညီပြောင်းလဲရေးတောင်ကိုရီးယားစီစဉ်နေပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါတယ်။နိုင်ငံရေးပြဿနာကြောင့်ရပြည့်ရဲ့နောက်စွန်၃ရက်မှာကျင်းပမယ့်ဂျားပြတ်ရွေးကောက်ပွဲမတိုင်ခင်အခြေတင်ဆွေးနွေးနေတဲ့ကိစ္စတစ်ခုဖြစ်တမရရဲ့လုံပန်ခွင့်အာနာကိုပြန်လဲပုံသွင်းရေးဖွဲ့စည်းပုံနဲ့အညီပြင်ဆင်သွားဖို့တောင်ကိုရီးယားပါတီနဲ့အလုံးကတောင်းဆိုထားပါတယ်။တမရဟောင်းယုံစုကျိုးရဲ့ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာအတွင်းဆေးရုပ်ရှုပ်ရေးဥပဒေတရအမှတ်မထင်ကြီးညာမှုနဲ့ပတ်သက်လို့ သူ့ကိုဆွဆွဲပစ်တင်ပြီးယာတုကထုတ်ပယ်ခဲ့ပြီးရနောက်ရွေးကောက်ပွဲခေါ်ယူခဲ့တာဖြစ်ပါတယ်။အဓိကပါတီတွေရဲ့ကိုယ်စားလှယ်လောင်းတွေကဖွဲ့စည်းပုံခြေကံဥပဒေပြင်ဆင်ရေးကြိုးပမ်းသွားမယ်လို့ကြေညာထားကြပါတယ်။ဖွဲ့စည်းပုံပြင်ဆင်ရေးအောင်မြင်နိုင်ချေဟာအရင်ကထက် ပုံမမြင်မာနေတယ်လို့ခွန်ကြီးတက္ကသိုလ်ပြည်သူ့အုပ်ချုပ်ရေး Institute ပမောက္ခခြေချင်းဝန်ကပြောပါရီဒိုက်ရိုက်သမရရွေးကောက်ပွဲကျင်းပဖို့နဲ့ဒကြိမ်နဲ့၅နှစ်တက်တန်းထမ်းဆောင်ရေး1989ခုနှစ်ကဖွဲ့စည်းပုံကိုနောက်ဆုံးအကြိမ်ပြင်ဆင်ခဲ့ပါရီ ြောင်းလဲတွေကိုအခြေတင်ဆွေးနွေးလာခဲ့ကြတာကြာပြီဖြစ်ပေမဲ့တခါမှအကောင့်တန်မဖော်ဖြစ်ခဲ့ပါဘူး Liberal Democratic Party ကနေရွေးကောက်ပွဲမှာတစ်ပြေးနေသူလီချင်းမြောင်က2030ပြည့်နှစ်မှာစတင်တာဝန်ယူတဲ့သမရတွေအတွက်၄နှစ်သက်တမ်းနဲ့နှစ်ကြိမ်ဆက်တာဝန်ထမ်းဆောင်ဖို့သမရရွေးကောက်ပွဲတွေအတွက်နှစ်ကြော့ကျင်းပတဲ့စနစ်ကျင်းသုံးရေးနဲ့ဝန်ကြီးချုပ်ကိုလွှတ်တော်ကအမည်စင်းတင်သွင်းဖို့အဆိုပြုထားပါတယ်သမရရဲ့တာဝန်ခံမှုကိုအားပိုကောင်းလာအောင်လှုံ့ဆော်ရမှာဖြစ်ပြီးလုံပိုင်ဝင်အာဏာတွေကိုတော့ဘဝချုပ်ကိုင်မှုမရှိအောင်လှုံ့ဆော်ရမယ်လို့ သူကမေ၁၈ရက်မှာပြောကြားထားပါတယ်။ Conservative ပြည်သူ့အနာပါတီ PPP ကသမရရွေးကောက်ပွဲအတွက်အမည်စင်တင်သွင်းထားသူကင်မွန်စုကလည်းနာဂတ်သမရတွေအတွက်လင်းနစ်တက်တန်းနှစ်ကြိမ်ထမ်းဆောင်ရေးပါဝင်ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့အစိုးပြုထားပါတယ်။ကင်မွန်စုကသူသာရွေးကောက်ပွဲအနိုင်ရခဲ့ရင်သူ့ရဲ့ယာတုတက်တန်းကို၃နှစ်အထိရှော့ချသွားမယ်လို့ပြောဆိုထားတာဖြစ်ပါတယ်။ နက်ဖြန်မေလ28ရက်နေ့အတွက်မိုးလေဝသအခမ်းအနချက်သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00နာရီအချိန်တိုင်းထွာချက်တွေအရမြန်မာနိုင်ငံတဝန်းလုံးမှာတိမ်အထင်အင်းမှတိမ်ထူးထက်နေတာကိုတွေ့ရပါတယ်။နေပြီးတော့မန္တလေးတိုင်း၊စကိုင်းတိုင်းအောက်ပိုင်း၊ပဲခူးတိုင်းနဲ့ရှမ်းပြည်နယ်တို့မှာနေရာကွက်ကြားမိုးရွာသွန်းနေခဲ့တာကိုမိုးလေဝသဂျိုဒူးပုံရိပ်ဒီမှာတွေ့မြင်ခဲ့ရပါတယ်။ နိုင်ငံတကာမိုးလေဝသဌာနတွေရဲ့ခန့်မှန်းချက်တွေအရလာမယ့်မေလ29ရက်နေ့မှာဘင်္ဂလားပင်လယ်အော်အနောက်လယ်ပိုင်းမှာလေပြင်းရည်ရုံဝန်တစ်ခုဖြစ်ပေါ်လာနိုင်ခြင်းရှိပါတယ်။မေလ29ရက်နေ့ကနေနောက်ထပ်48နာရီအတွင်းပုံမအားကောင်းလာနိုင်ပေမယ့်အဲ့ဒီလေပြင်းရည်ရုံဝန်ဟာဆက်လက်အားကောင်းလာနိုင်ခြင်းနဲ့ရွေးရှားနိုင်မယ့်လမ်းကြောင်းကိုဆက်လက်စောင့်ကြည့်ကြရမှာဖြစ်ပါတယ်။ဘင်္ဂလားပင်လယ်အော်နဲ့ကပ်ပလီပင်လယ်ပြင်တို့မှာမုတ်တုံလေးအားကောင်းနေပြီးလာမယ့်3ရက်အတွင်း မြန်မာနိုင်ငံတဝမ်းလုံးမှာနေရာဆက်စိတ်မှနေရာအနှံပြားမိုးထေချုံရနိုင်ပါတယ်။လာမယ့်24နှစ်ရဲ့အတွင်းကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရှမ်းပြည်နယ်မြောက်ပိုင်း၊စကိုင်းတိုင်းအထက်ပိုင်း၊မန္တလေးတိုင်း၊မကွေးတိုင်း၊တနင်္သာရီတိုင်းနဲ့ရန်ကုန်တိုင်းတို့မှာနေရာကွက်လို့မိုးကြီးနိုင်ပြီးတချို့နေရာတွေမှာတော့ရေကြီးရေရှမ်းဖြစ်နိုင်ပါတယ်။ငလေးဘေးတဲ့ဒေသတွေမှာတော့မိုးသည်ထန်စွာရွာသွန်းမှုကြောင့်မြေကျွန်းချင်းမြေပြိုကျချင်းအဆောက်အဦပြိုကျချင်းတွေဖြစ်နိုင်တဲ့အတွက်အထူးသတိပြုချက်ရမှာဖြစ်ပါတယ်။ မနက်ဖြန်အတွက်ခံမှန်းချက်ကတော့ကပလီပင်လယ်ပြင်မင်္ဂလာပင်လယ်တို့မှာမုတ်တုံလေးအားအတင်းတင်းရှိပြီးတိမ်အတင်းတင်းမှာတိမ်ထူထန်နိုင်ပါတယ်။တနင်္သာရီကံယူတန်းရခိုင်ကံယူတန်းမြဝကျွန်းပေါ်ဒေသတွေနဲ့မုတ်တမခွေတို့မှာလေဟာအနောက်နောက်တောင်ဘက်ကနေတနင်္သာရီ25မိုင်မှ25မိုင်ခန့်တိတိုက်ခတ်နိုင်ပြီးလိုင်းတင်းတင်းမှာလိုင်းကြီးနိုင်ပါတယ်။မြန်မာနိုင်ငံတဝမ်းလုံးမှာနေရာဆက်ဆိတ်မှာနေရာအနှံပြမိုးတေချုံရွာသွန်းနိုင်ပါတယ်။တချို့ဒေသတွေမှာနေရာကွက်လို့မိုးကြီးနိုင်ပါတယ်။ မြန်မာနိုင်ငံတဝမ်းလုံးမှာပုံမှန်အပူချိန်အောက်ကျဆင်းနိုင်ပါတယ်။အမြင့်ဆုံးအပူချိန်တွေအနေနဲ့မော်လမြိုင်မြို့နဲ့ဖအံမြို့တို့မှာ33ဒီဂရီစင်တီဂရိတ်စီနဲ့ဒဝယ်မြို့မှာ30ဒီဂရီစင်တီဂရိတ်အသီးသီးစီရှိနိုင်ပါတယ်။မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာခဲလုံရောင်ကြီးအညွန်ကဲအလွန်မြင့်မားတဲ့အဆင့်မှာရှိနေနိုင်ပြီးကြံဒေသတွေမှာတော့တာမန်အဆင့်မှာရှိနေနိုင်တယ်လို့ခန့်မှန်းရရှိပါတယ်။ ဒီမိုးလေဝသအစီအစဉ်ကိုတော့အမျိုးသားညီညွတ်ရေးဆိုရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနနဲ့ဝန်ကြီးတော်ကုမ္ပဏီကနေရယူဖော်ပြတာဖြစ်ပါတယ်။တန်လွင်ထိုင်းရဲ့ည၈နာရီအထိနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုကြံစားခဲ့ရတာပါ။တောင်လင်းထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်းထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။